မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရနေရအတွက်တွေကကင်ဝေးပြီးကိုစိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလာရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့အော်တိုဘာလ10ရက်ဗုဒ္ဓဟူးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့၄ကီကောတိုက်ပွဲမှာအကြမ်းဖက်ဆဲဥစုဘက်မှထိခိုက်ကြဆုံးသူတရာဦးခန့်ရှိခဲ့တဲ့သတင်း။ အကြံဖတ်စစ်အုပ်စုတပ်ဖွဲ့ဝင်14ဦးတပတ်တွင်တော်လိုင်းရေးတပ်ဖွဲ့တွေထံအလင်းဝင်ရောက်လာခဲ့တဲ့တဲ့တင်အကြံဖတ်စစ်တပ်ရဲ့လေကြောင်းလက်နက်ကြီးနဲ့တပ်ဖြတ်မှုကြောင့်တပတ်အတွင်းပြည်သူ90ကျော်သေဆုံးခဲ့တဲ့တဲ့တင်ပြည်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီဖွဲ့စည်းလိုက်တဲ့တဲ့တင်စောတိမြို့နယ်မှာအကြံဖတ်စစ်တပ်ရဲ့ဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ပြည်သူတဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့တင်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတခုကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ စေရနာရှင်ဒေါ်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့ရင်တွေပဲဖြစ်ပါတယ်လေကီကောတိုက်ပွဲမှာအချမ်းဖတ်စစ်အုပ်စုဘက်မှထိခိုက်ကြဆုံးသူတရာဦးခန့်ရှိခဲ့တဲ့တဲ့ရင်ကိုပထမဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်လေကီကောတိုက်ပွဲအတွင်းအချမ်းဖတ်စစ်အုပ်စုဘက်မှထိခိုက်ကြဆုံးသူတရာဦးရှိခဲ့ပြီးအလင်းဝင်လာသူလည်းရှိတယ်လို့ PDF စစ်တပ်နဲ့စစ်ကြောင်းဗျူဟာ30နှစ်မှမနေ့ကထုတ်ပြန်ပါဗျာ။ အချမ်းဖတ်ဆေးဥစုကအာဓမစစ်မှုတန်တပ်သားအစ်စ်တွေကိုအုံပြုပြီးအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေရာတော်လန်ရေးအဖွဲ့တွေရဲ့ခုခံတိုက်ခိုက်မှုကြောင့်ရန်သူတပ်ဖွဲ့ထံကတပ်သားတရာဦးခန့် ထိခိုက်ကြဆုံးမှုရှိခဲ့တယ်လို့အသိပေးပါရယ်။ရန်သူစစ်တပ်ဘက်က ထိခိုက်ကြဆုံးသူတွေမှာစစ်မှုတန်တပ်သားအစ်စ်တွေဖြစ်တယ်ဆိုတာနဲ့အချမ်းဖတ်စစ်ကြောင်းကလက်နက်နဲ့တကွာအလင်းဝင်ကူးပြောင်းလာသူတွေရှိတယ်လို့ဆိုပါရယ်။လေကေကော်မျိုးကိုပြန်လဲရရှိဖို့ထိုးစစ်ဆင်နေတဲ့အချမ်းဖတ်စစ်တပ်ဟာ KNU KNL ဗျူဟာအမှတ်32ကျက်တင်နဲ့စစ်ကြောင်းကော်ပိုရာစစ်ကြောင်းဖီနွန်စစ်ကြောင်း Justice ဆိုဂျာစစ်ကြောင်းမဟာမိတ်ပူပေါင်းအဖွဲ့တွေနဲ့နေစဉ်တိုက်ပွဲတွေပြင်းထန်နေပါတယ်။အကြံဖတ်စစ်အုပ်စုဘက်ကလေကြောင်းနည်းပညာမြင့် drone တွေမစ်ဆိုင်းဒုံးကျည်တွေအပြင်လက်နက်ကြီးပစ်ကူအမြောက်တွေနဲ့လေးကေကော်မျိုးအတွင်းကိုဒရက်ဆက်ပစ်ခတ်နေပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အထူးတိုင်းတရင်ကျက်တင်နဲ့စစ်ကြောင်းဗျူဟာ32မှထပ်မံပြီးအလင်းဝင်လာမဲ့သူများကိုကြိုဆိုနေတယ်လို့ဖိတ်ခေါ်ထားပါတယ်။ အကြံဖတ်ဆေးဥစုတပ်ဖွဲ့ဝင်၁၄ဦးတပတ်အတွင်းတော်လန်ရေးတပ်ဖွဲ့တွေထံအလင်းဝင်ရောက်လာခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။စက်တင်ဘာလစတုတ္ထဘတ်အတွင်းအကြံဖတ်ဆေးဥစုကိုစွန့်ခွာကအလင်းဝင်လာတဲ့တပ်သား၁၄ဦးရှိပြီးစစ်တုံးပန်းအဖြစ်ဖမ်းဆီးရမိသူ၁၈ဦးရှိတယ်လို့ပြည်သူ့ပန်းနိုင်ထံကသိရပါဗယ်။အလင်းဝင်လာတဲ့စစ်သား၁၄ဦးမှာတနင်္သာရီတိုင်းမှ၁၂ဦး၊မကွေးတိုင်းမှ၁ဦး၊စကိုင်းတိုင်းမှ၁ဦးဖြစ်ပြီး၁၄ဦးစလုံးမှာအရမစစ်မှုထမ်းတပ်သားတစ်တွေဖြစ်ပါတယ်။ စစ်တုံးမှန်းဖြစ်ဖမ်းဆီးရမိသူ18ဦးရှိပြီးစကိုင်းတိုင်းကစစ်သား16ဦးနဲ့ပြည်သူစစ်2ဦးဖြစ်တယ်လို့ဆိုပါတယ်။အကြံဖတ်စေဦးစုကထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ယာဒူးအပြောင်းလဲသတင်းတွေနဲ့အတူအောက်ခြေစစ်တီတွေရဲ့ပြည်သူ့ဘက်ကူးပြောင်းမှုတွေကလည်းအစဉ်လာမပြတ်ရှေ့ဆက်နေတယ်လို့အသိပေးထားပါတယ်။2025ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလစတုတ္ထပတ်အထိအလင်းဝင်ပူပေါင်းသူနဲ့လက်နက်ချစစ်တုံးပန်း2122ဦးထိရှိခဲ့တယ်လို့ပြည်သူ့ပန်းနိုင်ကဖော်ပြထားပါဗျာ။ ကျန်းဖတ်စစ်တပ်ရဲ့လေကြောင်းလက်နက်ကြီးနဲ့တပ်ဖြတ်မှုကြောင့်တပတ်အတွင်းပြည်သူ90ကျော်သေဆုံးခဲ့တဲ့တဲ့ရင်ကိုထပ်မံတင်ဆက်ပေးပါမယ်။အကျန်းဖတ်စစ်တပ်ရဲ့လေကြောင်းလက်နက်ကြီးနဲ့တပ်ဖြတ်မှုကြောင့်အော်တိုဘာလပထမအပတ်တွင်ပြည်သူ90ကျော်သေဆုံးခဲ့ရတယ်လို့နိုင်ငံရေးအကျဉ်းသားများကကြီးစောင့်ရှောက်ရေးအသင်း AAPB ကမနေ့ကထုတ်ပြန်ပါဗျာ။ AABB ကအော်တိုဘာလပထမပတ်အတွင်းအကြံဖတ်စေအုစုရဲ့လူခွင့်ရေးချိုးဖောက်မှုများကိုလက်လန်းမိသည်များစောင့်ကြည့်လေ့လာခဲ့ရာသကိုင်းတိုင်းတွေကရွှေဘိုဝက်လက်6ဦးနဲ့ရှမ်းမြောင်နန်းစံမျိုးနယ်တွေကရက်သားပြည်သူတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုစစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်မှုနဲ့လေကြောင်းတုံးတိုက်ခိုက်မှုတွေကြောင့်ပြည်သူ90ဦးဝန်းကျင်သေဆုံးခဲ့တာကိုတွေ့ရှိရတယ်လို့ဖော်ပြထားပါတယ်။အော်တိုဘာလ2ရက်နေ့ကသကိုင်းတိုင်းရွှေဘိုမြို့ပေါ်ကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အောင်မြေချမ်းမြေကျောင်းဝင်းအတွင်းသို့လက်နက်ကြရောက်ပောက်ကွဲခဲ့ပြီးကိုရင်၄ပါးပြင်လွန်တော်မူခဲ့တယ်လို့ဝက်လက်မျိုးနယ်တမာကန်ကြီးရွာမှလည်းစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးတနက်နဲ့ပြစ်ခတ်ခဲ့တာကြောင့်မတန်ဆွမ်းအမျိုးသားတအူးအပါဝင်နှစ်ဦးသေဆုံးခဲ့ရတယ်လို့ဖော်ပြထားပါဗျ။ဒါအပြင်အော်တိုဘာလ၄ရက်နေ့ကလည်းရှမ်းပြည်နယ်နန်းစံမြို့ကို လေရင်နဲ့ဘုံကျဲခဲ့မှုကြောင့်ကလေး2ဦးသေဆုံးခဲ့ရသလိုအော်တိုဘာလ6ရက်သတင်းကျလာပြည်နေ့ညမှာလဲစကိုင်းတိုင်း6ဦးမြို့နယ်ရှိဘုံတို့ကြီးရွာကိုစက်တက်လေရီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင်20ဦးဝန်းကျင်သေဆုံးခဲ့ကြောင်းကနဦးသိရပါတယ်စစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြမှုမှာပါဝင်ခဲ့တဲ့အတွက်2022ခုနှစ်မေလအတွင်းကဖမ်းဆီးခံခဲ့ရပြီးရာဇသက်ကြီးဥပဒေပုံမှန်905ကကြီးအပြင်ဖောက်ခွဲရေး ြစ်မှုပုံမှန်တွေနဲ့တနင်္သာရီတိုင်းဒဝဲအချင်းထောင်မှာထောင်နဲ့ရှစ်နှစ်ကြာခံနေရတဲ့နိုင်ငံရေးအကျဉ်းသားကိုအောင်ကူဦးမှလည်းနှလုံးဖောက်ရောဂါဖြစ်ပြီးအော်တိုဘားလ3ရက်နေ့ညပိုင်းကကြာဆုံးခဲ့ရပါသေးတယ်။ နိုင်ငံရေးအကျဉ်းသားများကွန်ရီဆောင်ရှောက်ရေးအသင်း APPB ကကောက်ယူထားတဲ့အချက်လက်တွေအရာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှစပြီးမတရားစစ်အာဏာလိယူခဲ့စဉ်စတင်ချိန်မှ2025ခုနှစ်အောက်တိုဘာလ9ရက်နေ့အထိအကြမ်းဖက်ဆဲဥစုနဲ့၎င်းတို့ရဲ့လက်ပါစီတွေကြောင့်ຫນွေဥတော်လှန်ရေးကာလအတွင်းတည်ဆုံးခဲ့ရတဲ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ပြည်သူစုစုပေါင်း8321ဦးထိရှိခဲ့တယ်လို့သိရပါဗျာ။ ပြည်ဦးလွင်ခရိုင်လူမှုလှုပ်ရှားမှုကော်မတီဖွဲ့စည်းလိုက်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။မန္တလေးဒေသပြည်ဦးလွင်ခရိုင်လူမှုလှုပ်ရှားမှုကော်မတီကိုအော်တိုဘာလ9ရက်နေ့ရက်စွဲနဲ့ဖွဲ့စည်းလိုက်တယ်လို့မနေ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။မန္တလေးဒေသတော်လှန်စုမှုနယ်မြေပြည်ဦးလွင်ခရိုင်တွင်နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ Federal Democracy ဆိုင်ရာအသိပညာသဘောတရားရေးရာပြေဝစွာနဲ့ဆက်အနာရှင်စနစ်အမြင့်ပြတ်စန့်ကျင်တော်လှန်ရေးမှာပုံမထောက်ခံပါဝင်လာစေရေးမျှော်မှန်းပြီးပြည်ဦးလွင်ခရိုင်လူမှုလှုပ်ရှားမှုကော်မတီကိုဖွဲ့စည်းလိုက်တာဖြစ်တယ်လို့အသိပေးထားပါဗျာ။ ပြည်ဦးလွင်ခရိုင်လူမှုလှုပ်ရှားမှုကော်မတီအနေနဲ့ဒေတာရင်းလူမှုအသိပညာပေးစီယုံရေးနဲ့လူမှုလှုပ်ရှားမှုများအကောင်းလာစေရန်အကြံပတ်ဆေးဥစုရဲ့အတူရောင်ရွေးကောက်ပွဲအားလူမှုဆန္ဒမပါဝင်ကြောင်းတပိမောက်စန့်ကျင်တဲ့လှုပ်ရှားမှုများကိုဖော်ဆောင်ရန်ဒေတာရင်းပြည်သူလူမှုအနေနဲ့အကြံပတ်ဆေးဥစုကိုစန့်ကျင်တော်လှန်တဲ့လှုပ်ရှားမှုတွေမှာပုံမှုပေါဝင်ရန် မန္တလေးဒေသဖက်ဒရယ်ယူနစ်တိဆောက်ရေးမှအထောက်ပံ့ဖြစ်စေရန်နဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းများအရက်ဖက်အဖွဲ့အစည်းများနဲ့တော်လှန်ရေးအင်အားစုများညီညွတ်စွာနဲ့ပူးပေါင်းဆောင်ရွက်ရန်တို့အတွက်ရည်ရွယ်ပြီးလူမှုလှုပ်ရှားမှုကိုပေါ်ဆောင်သွားမှာဖြစ်ပါတယ်ဒါအပြင်ပြည်ဦးလင်ခရိုင်လူမှုလှုပ်ရှားမှုကော်မတီအနေနဲ့အာနာရှင်စနစ်စန့်ကျင်ရေးပြည်သူအင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီမန္တလေး AFCC MDY နဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းအတိအပေးထုတ်ပြန်ထားပါဗျာ။ စောတိမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူတအူးသေဆုံးခဲ့ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့ရင်ကိုထပ်မံတင်ဆက်ပေးပါမယ်။ကရင်မျိုးသားအစည်းအရုံး KNU ကော်တူးလီအုပ်ချုပ်နယ်မြေညောင်လေးပင်ခလဲလွီထူခရိုင်စောတိမြို့နယ်စီမံအုပ်ချုပ်နယ်မြေအတွင်းအကြမ်းဖက်စစ်တပ်ရဲ့ဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူတအူးသေဆုံးခဲ့ကနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူနေအိမ်တလုံးပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုမှမနေ့ကထုတ်ပြန်လိုက်ပါတယ်။ တန်စိန်မင်းလန်းရှိအကျန်းဖတ်စစ်တပ်ရဲ့ခလာရ59တရင်မှပြည်ရည်ကြီးွာအတွင်းကိုအော်တိုဘာလ2ရက်မနက်7:08မိနစ်အချိန်မှာဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူနေအိမ်တလုံးပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ဒါ့အပြင်တော်ဝီကြီးွာရှိအကျန်းဖတ်စစ်တပ်ရဲ့ခလာရ20မှအော်တိုဘာလ1ရက်နေ့မနက်9:30မိနစ်30အချိန်မှာ87မမလက်နက်ကြီးတလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးကွင်းဒလကြီးွာအတွင်းကိုကြားရောက်ပောက်ကွဲခဲ့တာကြောင့်အသက်54နှစ်အရွယ်ပြည်သူ2ဦးထိမှန်သေဆုံးခဲ့ရပါသေးတယ်။ အကြံဖတ်စစ်တပ်ကပြည်သူတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေတာကြောင့်အရက်သားပြည်သူတွေနေစဉ်နဲ့အမျှထိခိုက်သေးဆုံးနေရပြီးစိုးရိမ်ထိတ်လန့်စွာနဲ့အသက်ရှင်နေထိုင်ကြရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဟွန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြည့်ချေမှုရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာတော်လံပြည်သူတွေကစီမီးတဲ့ဘိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါဗါတယ် စီမီးတပိတ်ကိုရွှေဘုံမြို့နယ်တပိတ်အင်အားစုကဥဆောင်ပြီးတော့ចောင်းသားလူငယ်တွေပြည်သူတွေနဲ့အတူတော်လန်အသည့်တော်လန်တတိနဲ့စီမီးတပိတ်ကိုပုံဖော်ပြီးအကျန်းဖတ်ဆေအာနာရှင်ကိုဆက်လက်တော်လန်နေကြောင်းပြသခဲ့ကြတာဖြစ်တယ်လို့သိရပါဗျ။တပိတ်ရင်းမြို့နယ်မှာသွေးသစ်တပိတ်ဥဆောင်ကော်မတီကတော်လန်ပြည်သူတွေနဲ့အတူဓမ္မကိုပူဇော်အာဓမ္မကိုလောင်ကျွမ်းစာသားကင်ဆွဲပြီးအော်တိုဘားလ6ရက်နေ့မှာဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါဗျ။တော်လန်ပြည်သူတွေကတရင်ကျွတ်စီမီးတပိတ်မှာဒေါအောင်ဆန်းစုကြည်နဲ့တကွာနိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး တရားမဝင်အတူရောင်ရွေးကောက်ပွဲသဘိမောက်စန့်ကျင်ရေးနဲ့အာဓမစစ်မှုထမ်းဥပဒေဖျက်သိမ်းရေးအစရှိတဲ့အချက်တွေကိုတောင်းဆိုခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကနေမင်းမငိမ့်တက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြသဘိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ဒါကတော့အော်တိုဝါလာ၈ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ။